မင်္ဂလာညချမ2025ခုနှစ်မလ6ရက်နေ့ Radio NUG ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ပြမောက်စွာတင်ပြပေးမယ့်သတင်းကတော့ American နိုင်ငံ Transair မြန်မာအင်အားစုများနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာတွေ့ဆုံမဲ့သတင်းဖြစ်ပါတယ်။ American နိုင်ငံ Transair မြန်မာအင်အားစုများနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာတို့တွေ့ဆုံမဲ့လို့သိရပါတယ်။ခန္ဓာကိုမလ6ရက်မှာကျင်းပမှာဖြစ်ပြီးတော့ရမုံငွေအတွက်ဈေးအောင်ချမှုတွေကိုလည်းပြုလုပ်သွားမယ်လို့သိရပါတယ်။ ခုပတ်လာမဲ့ March 8စနေနေ့မှာဒေါက်တာဆဆာကိုရိုင်းပြည်သူလူထုလာရောက်တွေ့ဆုံမဲ့နေ့လေးတနေ့မှာအလုံးလာရောက်ပြီးလူသားချင်းစာနာရေးကူညီမှုရမုံွေဖူဖဲအတွက် fundraising ဆင်းသင့်ဖြစ်ပြီးနော် Helsas တွေဦးစပို့မှုများလည်း ready ကြပြီမို့ရောက်စီတိုင်းလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါရစေရှင်လို့မြန်မာ community of transa ကအတည်ပြုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မိုးပြဲလေသမားများရဲ့လေဧက300ဝန်းကျင်ရေရရှိရေးအတွက်ဝိုင်းဝန်းထောက်ပံ့ကူညီဖို့လူဝင်ကြီးခွန်စော်မှုဖိတ်ခေါ်တဲ့သတင်းဖြစ်ပါတယ်။မိုးပြဲလေသမားများရဲ့လေဧက300ဝန်းကျင်ရေရရှိနိုင်ရေးအတွက်ဝိုင်းဝန်းထောက်ပံ့ကူညီကြဖို့လူဝင်ကြီးခွန်စော်မှုကမလ6ရက်မှာဆိုရှယ်မီဒီယာကနေဖိတ်ခေါ်ထားပါတယ်။လူစပါးဆိုင်တောင်သူများနဲ့စကားပြောဖြစ်တဲ့လေရရှိဖို့ကြိုးစားနေကြတဲ့မိုးပြဲလေသမားတွေရဲ့လေဧက300ဝန်းကျင်ရေရရှိရေးကို ွဲအနေနဲ့ဒီဇယ်15ပေပါပါဝင်မှုကြိုးစားနေတယ်။ပါဝင်နိုင်တဲ့သူများကိုလည်းဖိတ်ခေါ်ပါတယ်လို့ဆိုပါတယ်။လူလူဝန်စာဖြစ်တဲ့ဒီတော်လင်းရေးအတွက်လွန်စွာအရေးကြီးတယ်လို့၎င်းကဆိုပါတယ်ရှင်။ဆလဘီဂျမစစ်တပ်ထံတို့လက်နက်ခဲရန်ဆက်လက်နက်ပစ္စည်းများနဲ့ဂျက်လီယင်စီစီစင်းမှုကိုဖျက်တောက်ခြင်းဖြင့်မြန်မာပြည်သူများကိုကူညီပေးကြပါရန်တမ်မကြီးဦးကျော်မိုးထွန်းမြတ်တာရဲ့ခန့်တဲ့တဲ့ရင်ကိုလည်းတင်ပြပေးပါမယ်။နျူကလ ియర్ လက်နက်များတားမြစ်ရေးစာချုပ်ဖွဲ့ဝင်နိုင်ငံများ၏တတိယချိန်စီဝေးထွေထွေဆွေးနွေးမှုမှာ လသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တတ်မှတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောဆိုထားပါတယ်။နိုင်ငံတွင်းငြိမ်းချမ်းရေးနဲ့ပြည်ငြိမ်းရေးပြန်လည်ထူထောင်နိုင်ရန်လို့ငါဆရာနာရှင်စနစ်အဆုံးသတ်ရင်းနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်မြန်မာပြည်သူများအနေဖြင့်တန်ိဋ္ဌန်ချထားပြီးဖြစ်ပြီးရင်းအတွက်ပြဿနာအရင်းမြစ်ကိုဖြေရှင်းရန်နဲ့မြန်မာပြည်သူများပေါ်ပတ်မှုကူညီပေးရန်နိုင်ငံတကာအသံဝန်အားတိုက်တွန်းမှာကြောင့်ဂျမတ်စစ်တပ်ထံသို့လက်နက်ခဲရန်စစ်လက်နက်ပစ္စည်းများနဲ့ဂျက်လီယန်စီစီစစ်မှုကိုဖျက်တောက်ခြင်းဖြင့် မြန်မာပြည်သူများကိုကူညီပေးကြပါရဲ့မြစ်တာရက်ခံမှာကြောင့်တတ်မှတ်ကြီးကပြောပါတယ်မြန်မာနိုင်ငံ၌ဆီယနာသိမ်းမှုနဲ့စစ်တကဆက်လက်ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုများသည့်နိုင်ငံငြိမ်းချမ်းရေးအခြေခံများကိုပြုတ်ပွဲစေပြီးနိုင်ငံသားများပေါ်ဆင်းရဲဒုက္ခများပေါ်ပေါက်စေကဒေသရင်းငြိမ်းချမ်းတည်ငြိမ်ရေးကိုလည်းထိခိုက်စေတယ်လို့တတ်မှတ်ကြီးကထပ်လောင်းပြောပါတယ်ရှင် နောက်ထပ်တင်ပြမယ့်သတင်းကတော့ SMFC ကမြမရေးနဲ့ပတ်သက်ပြီးစူပေါင်းလက်မှတ်ရေးထိုးကပေးပို့တဲ့စာကိုဗြိတိန်နိုင်ငံရှိဒိုင်းနဲ့မလေးရှားတယုံကတာဝန်ရှိတဲ့သူတွေကိုရိုင်းလက်ခံတဲ့သတင်းဖြစ်ပါတယ်။ SMFC ကမြမရေးနဲ့ပတ်သက်ပြီးစူပေါင်းလက်မှတ်ရေးထိုးကပေးပို့တဲ့စာကိုဗြိတိန်နိုင်ငံရှိဒိုင်းနဲ့မလေးရှားတယုံကတာဝန်ရှိတဲ့သူတွေကိုရိုင်းလက်ခံခဲ့ကြတယ်လို့သတင်းရရှိပါတယ်။မလတ်9ရက်ဆန္ဒပြပွဲပြီးဒိုင်းနဲ့မလေးရှားတယုံကတာဝန်ရှိတဲ့သူတွေကိုရိုင်း SMFC ကပေးသောစာကိုတည်တည်ချာချာလက်ခံယူသွားခဲ့ပါတယ်။ ီလိုလူသားချင်းစာနာစိတ်အပြည့်နဲ့ပြည်မှုဆောင်ရွက်ခြင်းကိုလေးစားစွာဖြင့်အထူးသီးမှတ်ပြုပြီးလာရောက်ပူပေါင်းဆန္ဒပြသူအလုံးနဲ့စာပါချက်လက်များကိုထောက်ခံလက်မှတ်ထိုးပြီးတော့အဖွဲ့အစည်း20ခုကိုလည်းလေးလေးနက်နက်ကျေးဇူးတင်ရှိတယ်လို့ဆိုပါရယ်။ထိုင်းနဲ့မလေးရှားရှိမပုံမတင်ထားတဲ့မြန်မာရွှေပြောင်းလူသားများပြန်မဖို့ခံရရေးအတွက် SMFC ကစွမ်းကုန်စူးစမ်းအထောက်အကူပေးမယ်လို့လည်းအသိပေးဆိုထားပါရဲ့ရှင်။ ဆီယနာရှင်စနစ်အမြင့်ပြုတ်ကြရင်လည်းဖရဒီမိုကရေစီရရှိရေးလမ်းလျှောက်ဆန္ဒထုတ်ပေါ်ပွဲကိုကိုရီးယားရောက်မြန်မာအင်အားစုများကျင်းပမယ်တဲ့ရင်ကိုလည်းဆက်လက်တင်ပြပေးကြပါမယ်။ဆီယနာရှင်စနစ်အမြင့်ပြုတ်ကြရင်လည်းဖရဒီမိုကရေစီရရှိရေးလမ်းလျှောက်ဆန္ဒထုတ်ပေါ်ပွဲကိုကိုရီးယားရောက်မြန်မာအင်အားစုတွေကကျင်းပမယ်လို့သိရပါတယ်။ဆိုပါဆန္ဒထုတ်ပေါ်ပွဲမှာပြည်မဲ့ပြည်သူများကိုညီမနှိမ့်ဆက်ခံရမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကိုချက်ချင်းရပ်ဖို့နဲ့ဒီပားရမြန်မာနိုင်ငံသားများအာနာရှင်တော်လှန်ရေးမှာ ယနေ့အထိအသွေးမအေးကြောင့်ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့သိရပါဗျ။သို့မောခန်းနာကိုမလ16ရက်ချွန်းနန်းဘူတာထွက်ပေါက်တက်မှာလှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်။ခုနောက်ဆုံးတရင်ကတော့ဂျမတ်စီယုစုနဲ့၎င်းရဲ့လက်ပါစီများကြောင့်နူးဒလင်ကလာတွင်သေဆုံးခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း6380ဦးထိရှိလာတယ်ဆိုတဲ့တရင်ဖြစ်ပါတယ်။ဂျမတ်စီယုစုနဲ့၎င်းရဲ့လက်ပါစီတွေကြောင့်နူးဒလင်ကလာတွင်သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရဲ့လှုံ့ဆော်သူများနဲ့ပြည်သူစုစုပေါင်းမှာ6380ဦးထိရှိလာပြီလို့ AAPP ကဖော်ပြပါတယ်။ဖေဖော်ဝါရီလ1ရက်2021ခုနှစ်မတရားဆင်အာဏာလုမှုဖြစ်စဉ်စတင်ချိန်ကနေမလ9ရက်2025ခုနှစ်အထိဂျမတ်ဆယောက်စုနဲ့၎င်းရဲ့လက်ပါစီတွေကြောင့်နယူးဒေါ်လင်ကာလာတွင်သိမ်းဆုပ်ခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုံ့ဆော်သူများနဲ့ပြည်သူစုစုပေါင်းမှာ6380ဦးရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း 28940ဦးရှိပြီးအဲ့ဒီထဲမှာ11969ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ကထိမ့်သိမ်းခံရသူတွေအနက်က1530ဦးမှာထောင်ဒဏ်6မှတ်ခံထားရပါတယ်ရှင်။ကုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့မင်းတီဟန်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။